လောကနိတိကျံလောကနိတိကျံကို လေလာစီပူးသောသူတို့သည် အကျိုးသုံးပါးရရှိနိုင်ပါသည်ယင်းအကျိုးသုံးပါးတို့မှာနံပါတ်1ဉာဏ်ကြီးရှင်ဖြစ်နိုင်ခြင်းနံပါတ်2ကြီးကျယ်မြင့်မြတ်သူဖြစ်နိုင်ခြင်းနံပါတ်3အကြအမြင်များရနိုင်ခြင်းတို့ဖြစ်ပါသည်ဤကဲ့သို့အကျိုးသုံးပါးကိုရရှိနိုင်သော လောကနိတိ ကြံကိုနံပါတ်စဉ်အလိုက်ဖတ်ပြပြီးမှဖြစ်ပါတယ်နံပါတ်1ပြင်းသောသူ အတက်ပညာမရနိုင် အတက်ပညာမရှိသောသူဥစ္စာမရနိုင်ဥစ္စာမရှိသောသူ မိတ်ဆွေမရနိုင် မိတ်ဆွေမရှိသောသူ ချမ်းသာမရနိုင် ချမ်းသာမရှိသောသူ ကောင်းမှုမပြုနိုင် ကောင်းမှုမရှိသောသူ နိဗ္ဗာန်မရနိုင်။နံပါတ်2အတ္တပညာနှင့်တူသောဥစ္စာမရှိ။အတ္တပညာကိုသခိုးမခိုးနိုင်။အတ္တပညာသည်ဤလောက၌မိတ်ဆွေကောင်းမြည်။အတ္တပညာသည် တမလွန်၌ချမ်းသာကို ဆောင်တတ်၏။နံပါတ်3အကြဉာဉ်ပညာကိုနည်းသည်ဟု၍မအောင်မေရ။စိတ်၌ ိုမီတိန်စေထာယာ၏ခြားကောင်များစု၍ကြီးထွားလာသော တောင်မို့နှင့်အိုစီ၌ကြဖန်များ၍ပြည်လာသောရေပောက်ကဲ့သို့မှတ်အပ်၏နံပါတ်၄နှုတ်မှုပညာကိုဖြစ်စေလက်မှုပညာကိုဖြစ်စေတင်းငယ်ဤဟုမထင်မှတ်ရာကုံစီအောင်တက်မြောက်ခဲ့သောမိမိတက်မြောက်ထားသော အတတ်ပညာတစ်မျိုးမျိုးက အသက်မူဝမ်းကြောင်းအတွေ့အထောက်အပံ့ဖြစ်နိုင်၏နံပါတ်၅အတတ်ပညာကို ဖြည်းဖြည်းချင်းသင်ရ၏ဥစ္စာကို ဖြည်းဖြည်းချင်း ရှာရ၏တောင်ကို ဖြည်းဖြည်းချင်းတက်ရ၏အိမ်တောင်ပြူခြင်းကို ဖြည်းဖြည်းသာစဉ်းစားရ၏အမျက်ဒေါသကို ဖြည်းဖြည်းသာ ထွက်စေရ၏နံပါတ်၆ပညာရှိသည် ူတစ်ပါးကမမေးတော့ပြောရိုးမရှိ တိမှမည်သော စီကြီးနှင့်တူ၏သူတို့ဘာကမေးလာခဲ့သောတက်တဲမဲမဲရွာချသောမိုးနှင့်တူ၏ပြောသင့်သည်မြတလုံးမကြံပြောတတ်၏သူမိုက်သည်သူတို့ဘာကမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေများစွာ ပြောဟောတတ်၏နဘကွန်စာအုပ်၌ရှိသော အတတ်ပညာနှင့် သူတစ်ပါးဤလက်၌ရှိသောဥစ္စာသည် ကိုပိုင်မဟုတ် အကြောင်းကိစ္စပေါ်ပေါက်သောအတုံးချ၍မရာနံပါတ်၈ရေရင်ရင်နဲ့ဤသဘောကိုကြာရိုးကိုမြင်၍သိနိုင်အမျိုးကျုံအမျိုးမြတ်ဖြစ်ကြောင်းကို ကိုအမှုအရာနှုတ်အမှုအရာကိုကြည်၍သိနိုင်ပညာရှိသည် မရှိသည်ကို ပြောဆိုသောစကားကိုထောက်ချင်း၍သိနိုင်မြေကောင်းသည် မကောင်းသည်ကို မြေပေါ်၌ပေါက်သောမြက်ပင်မျိုးသည်မျိုးသည်ကိုမြင်၍သိနိုင်နံပါတ်5ဘုသူရခေါင်းပါသောသူသည် အနှဲငယ်မြတက်သော အတတ်ပညာကို အများကြီးတက်သည်ဟု အထင်ရောက်တတ်၏မန်ရှိတတ်၏သမုဒ္ဒရာကြီးကိုမမြင်ဘူးသော ဖားတဲ့ငယ်သည် တွင်းဝ၌ရှိသောရေကို အများကြီးထင်မဲ့သည်နှင့်တူနေရ၏နံပါတ်30ပထမရွယ်၌အတက်ပညာကို မရခဲ့သောဒုတိယရွယ်၌ဥစ္စာကို မရခဲ့သောတတိယရွယ်၌တရားကိုမရခဲ့သောစရုပ်ထရွယ်ကောသောတေချိန်ကာလအဘယ်မှလင်းအတုံးချံ့ဤလူဖြစ်ရှုံးလိမ့်မိတာ နံပါတ်7ချစ်သားချစ်သမီးအတတ်ပညာစ조사တင်ဆက်မှာအဘယ်ကြောင့်ကျင်းစိတ်ဝင်ရခြင်းသည်အတတ်ပညာမရှိသောသူသည်သူ၏ဝန်တန်းဖြစ်တတ်၏အတတ်ပညာရှိသူကိုလောက၌သူတို့ဘာတို့ကပူဇော်ဂုဏ်ပြုနေကြသည်ထို့ကြောင့်ချစ်သားချစ်သမီးနေ့တိုင်းနေ့တိုင်းအတတ်ပညာကိုစ조사၍သင်ကြားပါလောနံပါတ်2 အမိသည်အပြင်းရန်သူမည်အဘသည်အတွင်းရန်သူမည်အဘဲကြောင့်ရန်သူမည်တည်းနီငယ်ရစဉ်အခါ၌တာသမီးကိုပညာသင်မပေးသောကြောင့်ရန်သူမည်ပညာမတတ်သောသူသည် ဟင်းသာတို့၏အလယ်၌ပြိုင်းကဲ့သို့တပင်အလယ်၌မတင်တဲ့နဘတ်သတ္တနာကြခြင်းမှတ်သားခြင်းကြောင့် တုဒ္ဒနှင့်ပြည့်စုံ၏တုဒ္ဒပညာဖြင့်ကြည်ပွားတိုးတက်နိုင်၏တုဒ္ဒပညာဖြင့်အ내အဓိပ္ပယ်ကိုသိနိုင်၏တိထသောအ내အဓိပ္ပယ်သည်ချမ်းသာကိုဆောင်တတ်၏နဘက်14အစာစားခြင်းမေထုံမိဝဲခြင်းအိတ်ချင်းဤသုံးမျိုးသည်လူမှလည်းရှိ၏နွားမှလည်းရှိ၏အတတ်ပညာသည်လူမှသာရှိ၏ နွားနိုင်မရှိ အတတ်ပညာသည် လူကနွားထက်ထူးခြားချက်ဖြစ်၏အတတ်ပညာမရှိသောလူသည် နွားနှင့်အတူပင်ဖြစ်၏နံပါတ်5ဟင်းသာသည် ကြီးငှက်တို့၏အလင်၌မတင်တဲ့ချင်းသည်သည်နွားတို့၏အလင်၌မတင်တဲ့မြင်းသည်မြီးတို့၏အလင်၌မတင်တဲ့ပညာရှိသည် လူမိုက်တို့ဤအလင်၌မတင်တဲ့နံပါတ်6ရောင်းမသည် ဟင်းဤအရာတာကိုမတိတကယ်သူလူမိုက်သည်အသက်ရှိသမျှကာလပတ်လုံးပညာရှိကို စီးကပ်စေကမူသူတော်ကောင်းတရားကိုမတိနိုင်နံပါတ်7ရှာသည် ဟင်းဤအရာတာကိုတိတကယ်သူတိကြားလိမ်မာသူသည် တက္ကနမြ ပညာရှိကိုစီးကဲ့စီကံမှုသူတော်ကောင်းတရားကိုဖလင်မြဲစွာသိနိုင်၏နံပါတ်၈ရဲရင်တော်သူသည်လက်နက်မပါဘဲစစ်မြေပြင်သို့အသွားရာပညာရှိသည်ကျမ်းဂန်အထောက်ထားမပါဘဲစကားမပြောရာခยีရှည်သွားသောဂုံတွေသည်လည်းအဖို့မပါဘဲခยีမသွားရာအရာတစ်ပါးသို့သွားသောသူသည် အကောမပါပဲမတော်ရ။နံပါတ်၁ဥစ္စာပျက်စီးခြင်းစိတ်နှလုံးပူပန်ခြင်းအိမ်၌မကောင်းမှုပြုခြင်းအလှည့်အပတ်ခံရခြင်း မထီမဲ့မြင်အပြုခံရခြင်းဤ၅မျိုးကိုပညာရှိသည် ထင်ရှားမပြရ။နံပါတ်20သူမခေါ်ဘဲလျက်သူ့အိမ်သို့သွားပြန်များသောသူ သူမမေးဘဲလျက် များစွာပြောခြင်းလူမိမိကုံကိုကြွားဝါပါလွာတတ်သူဤသုံးမျိုးသည် သူရုပ်လက္ခဏာမိ23အစင်းမလာသောသူသည် စကားညားရ၏ပညာနည်းသောသူသည် ထင်ရှားပြရ၏ရေမပြေသောအိုးသည်ဘောင်မင်ခတ်တတ်၏နှုတ်မထွက်သောနှွားမသည်ကြောက်ကံတတ်၏နံပါတ်22 အစင်းရွယ်နှင့်ပြည့်စုံ၍ပြန်ပြောကြွယ်ဝသော အမျိုး၌လူဖြစ်တော်လဲအတတ်ပညာမရှိသောမတင်တဲ့အနံကင်းသောပေါက်ပန်းနှင့်သူရဲ၏နဘာ23အမျိုးရုပ်တော်သူ၏သားဖြစ်တော်လဲမင်းအမတ်ဖြစ်တတ်၏လူမ၏သားဖြစ်တော်လဲပညာရှိဖြစ်တတ်၏ဥစ္စာမရှိသောသူ၏သားဖြစ်တော်လဲဥစ္စာပစ္စည်းကျွဲဝါတတ်၏ ထို့ကြောင့်ယောက်ျားတို့ကို အထင်မသေးရနံပါတ်24အတတ်ပညာလိုခြင်းစိတ်လွန်ကဲသောတပည်သည်အတတ်ပညာတစ်မျိုးမျိုးကိုလမ်းဆုံးအောင်မတင်ကြဘဲတွေ့ရမြင်ရအတတ်ပညာများကို မနှက်မဆက်တင်ကြခဲ့သောအိမ်မက်ကိုမြင်မဲ့သောသူအကဲ့သို့ဘာတစ်ခုမှ ပြန်ပြောနိုင်စွမ်းရှိမည်မဟုတ် နံပါတ်25အိုးလုံတော်သူသည်မိမိအိုးကိုကွဲဆိုင်တော်ငါပုတ်ခတ်သည်မဟုတ်တင့်တယ်လှပစိန်တော်ငါပုတ်ခတ်ပေးရည်ဆရာသည်တပည့်တို့ကို အပယ်စင်းရင်ကြစီခြင်းငါရိုက်နှဲ့သည်မဟုတ် အတတ်ပညာအစည်းအဝါဖြစ်ထွန်းစေလိုသောကြောင့်ရိုက်နှဲ့ပေးရခြင်းဖြစ်၏နံပါတ်26တောင်စလက်ပန်းကိုထုတ်တော်ခဲ့သည်ပန်းဤရင်းနှံကြောင့်ငွေကြိုက်၏ ထို့အတူပညာရှိကိုမိဝဲသောသူသည်လည်းလိမ္မာယဉ်ကျေးသောဓာတ်ဘာဝများကူးဆယ်နိုင်၏။နဗတ်29သူတော်ကောင်းတို့နှင့်သာ ပေါင်းသင်းရာ၏။သူတော်ကောင်းတို့နှင့်ပေါင်းသင်းခြင်းကိုပြုရာ၏။သူတော်ကောင်းတရားကိုသိ၍စိတ်ထားမြင့်မြတ်၏မယုတ်မှားချေ။